အားလုံးကိုဂျိုဂျာဖန်တွေဝိုင်းလောက်နေတဲ့ပေါ်မှတ်ချက်ပေးလိုက်တဲ့အင်္ဂလန်လေးမှုအိုးဝင်အားလုံးမင်္ဂလာပါအင်္ဂလန်လေးမှုအိုးဝင်ကတော့အားလုံးကိုဝိုင်းလောက်ပြောင်းခဲ့ကြတဲ့ဂျိုဂျာဖန်လေးတွေကိုတုံ့ပြန်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ဂျိုဂျာလီတို့နဲ့စင်ပြန်ကြီးတို့ရဲ့ပွဲစဉ်မှာအားလုံးဟာလူစားဝင်ကစားခဲ့ရတာပါသူလူစားဝင်ကြီးမှာတော့ဂျိုဂျာဖန်လေးတွေဟာအော်ဟစ်လောင်ပြောင်းခဲ့ကြသလိုဂျရက်နဲ့ဘရက်လီလိုရဲ့တက်စာရှိပုံကိုတချင်းဆိုကအာနိုကိုဒစ်ခဲ့ကြပါတယ်ဂျိုဂျာဖန်လေးတွေနေနဲ့အာနိုကိုရင်းနေအသေးသေးထိခိုက်အောင်နာကျင်သွားခဲ့ပုံရတာဖြစ်ပါတယ် အားလုံးကလည်း Halloween Matrix ကိုသူတို့ချင်း FIFA game ထဲမှာဝယ်လို့ရမယ်။ဘာညာပြောထားပြီးမှအလုံးနဲ့ပြောင်းသွားတာမို့လို့ဖြစ်ပါတယ်။ FIFA မှာအတင်းကောင်းဆောင်ဖြစ်ချင်တယ်၊ဂန်ဝင်ဖြစ်ချင်တယ်လို့ပြောထားပြီးအသေးခွဲသွားခဲ့တာဖြစ်ပါတယ်။အရင်ချစ်တဲ့ထားမသွားဘူးလို့ပြောထားပြီးမှခြံထားရိုက်ခဲ့တဲ့သူမကိုတော့တရေရမိပါတယ်။ဒါကြောင့်လဲဂျိုဂျာဖန်နေနေနဲ့အတင်းစီ9နှစ်သားကျွေးကလေးကရောက်လာပြီး27နှစ်ကြာနေပြီးမှအတင်းပြောင်းထုတ်မဲ့အားလုံးကိုပောက်ကွဲနေကြပါတယ်။အားလုံးလို့ကမ္ဘာကောင်းဆောင်ညာနောက်ခံလူကိုအလိုပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်ခဲ့တာဟာ Halloween တော့တော်တော်မြတ်ထွက်တာဖြစ်ပါတယ်။ ိုးချရတဲ့အတွက်ကတော့အသင်းကယ်ဒမီထွက်ငယ်မွေးချမ်ပေါင်းကစားသမားတအူးကြောခိုင်းထွက်ခွာသွားတာကိုခံလိုက်ရတာပါအလုံးဝကြိုးကြလေးတို့မှာဂျရက်ချီယာနေမဲ့သူအနာဂတ်အသင်းကောင်ငငယ်ရွယ်ရွယ်နဲ့အသင်းကံတွေဖြစ်ခဲ့သူဖြစ်နေ MV ရဲ့ဝန်ကလည်းသတ်မှတ်ထားပါတယ်။အခုတော့အာနိုတက်ကြိုးကြလေးတို့ကိုအကျိုးမြတ်မရစေပဲအသင်းကနေထွက်သွားပါတယ်။တောင်ယုံတောင်ယုံနမဲစားထွက်ခါသာကစားသမားတွေတောင်ပေါင်တန်း50 60ဈေးပေါက်နေခြင်းမှာအာနိုဆိုတာတန်းတရာတဲ့ကစားသမားမျိုးပါ။ကြိုးကြလေးတို့အကယ်ဒမီထွက်ကစားသမားကိုရောင်းနိုင်ရင်တပိတ်ဝင်အိမ်ဝင်ရသမျှပြောင်းရွှေ့ခြင်းအသက်တွေနေကြီးပဲဖြစ်ပါတယ်။ အခုတော့မေးနေခါနာဆိုသလိုကမ္ဘာဆိုင်ကစားသမားကိုလည်းလက်လို့ရပြောင်းရွှေ့ကြီးလည်းမရဖြစ်ခဲ့ပါတယ်။ကစားသမားကိုတိုင်ကဟာလဝါစီအလွတ်နဲ့ပြောင်းဖို့စားကြောက်ကုန်ဒီစောင့်နေတာမျိုးဆိုတော့ပိုတော်မဂျိုးကြတဲ့ပြည်သက်တွေရင်းနှားနေမှာပါ။တပတ်မှာအာနိုးကလည်း2023နိုဝင်ဘာလတုန်းကသူ့ကိုဟာလဝါမက်ထရစ်ကခေါ်ဖို့ကြိုးစားတဲ့ပုံမှာသူတို့ငါကို FIFA မှာပဲဝယ်လို့ရမှာပဲလို့ပြောခဲ့ပူတာပါ။ဒီတော့ဂျိုးကြလေးပြိသက်တွေကအားလုံးက AF မှာပဲထားရကစားမဲ့သူလို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။အကယ်ပြောင်းခဲ့မယ်ဆိုရင်တော့မှခုလိုမျိုးအားလုံးနေနဲ့ရီယဲကိုလို့ပြောင်းရွှေ့ခြင်းနဲ့ပြောင်းလဲလိမ့်မယ်လို့ထင်မှာမဟုတ်ပါဘူး။ ပြောင်းခဲ့တယ်မှာပြောင်းရွှေ့ကြီးလေးပါလေးနဲ့ပြောင်းမယ်လို့ပဲတွက်ဆခဲ့တာပါအခုတော့အာလုံးကစားကြုပ်ကုန်နဲ့တိဆောက်ပြီးပြောင်းသလိုဖြစ်နေပါတယ်ရီးရဲနေတဲ့အာလုံးနေတဲ့ရီးရဲမှာတပတ်လောက်ခလာစာပေါင်နဲ့တန်းကြော်သားရမှာဖြစ်ပါတယ်လက်မှတ်တို့ကြီးတော့ခက်မြတ်မြတ်ရသွားမှာပါရီးရဲမှာကစားသမားတွေကလောက်ခလာစာနေကြပြီးမြေပုံမှန်ကြီးတက်လာတာကြောင့်လာစာလုံးတဲ့ပုံပုံမမောစရာဖြစ်နေတာဖြစ်ပါတယ် ရိုးရာပြိသက်တွေအာနုကိုလောင်ပြောင်နေကြတဲ့ပေါ်အသက်58နှစ်ရွယ်အသင်းကောင်းဆောင်ဟောင်းဂါရီကာကခုလိုဆိုပါတယ်ဒါကဘောလုံးပွဲတွေရဲ့သဘောတဘာဝပါကျွန်တော်ကတော့အံ့ဩသိမိပါတယ်လေဗာပူးချာဆေးဝီပြီးစူပလာများစွာရခဲ့တဲ့ကစားသမားကိုမလောင်ပြောင်သင့်ပါဘူးကိုတင်းတဲ့ကစားပေးနေတဲ့ကစားသမားကိုလောင်တာဟာကျွန်တော်တော်တော်စိတ်တန်းချစရာကိစ္စမဟုတ်ပါဘူးဆိုပြီးတော့ပြောခဲ့ပါတယ် 2004ခုနှစ်တုန်းကကြိုးကြလေးတို့စီကနေဟာလိုဝါစီပြောင်းခဲ့ဘူးတဲ့အင်္ဂလန်လေးမှုအုံမင်းကတော့ကျွန်တော်တဲ့အဲ့ဒီလိုမျိုးအလောင်ခံခဲ့ရပူပါတယ်ဒါကြောင့်လက်ရှိမှာအာလုံးဘလို့ခန်းစားနေရမလဲအတိဆုံးကကျွန်တော်ပါပဲသူလဲစိတ်ညစ်နေပါလိမ့်မယ်အာလုံးကထောက်ခေါက်တော်တော်မှာပါပရိသတ်ဒီလောင်ပြောင်းနာကကိုပေးဆက်ခဲ့တဲ့မြတ်ကိုစိတ်ပြက်စရာဖြစ်စေပါလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်အဆုံးနည်းကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်